အလုံးပဲမင်္ဂလာပါခင်ဗျာရေလျံဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရပြဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းထဲမှာဓာတ်ပုံတွေဗီဒီယိုတွေဂိမ်းတွေဆော့ဝဲတွေဖိုင်တွေပေါ့နော်အများကြီးထည့်ထားရမရှိဘဲနဲ့ဖုန်းမက်မိုရီပြည့်နေတဲ့သူတွေဆက်လေးဆက်ဟန်းနေတဲ့သူတွေအတွက်ဘာဆော့ဝဲမှဒေါင်းစရာမလိုဘဲနဲ့ကျွန်တော်ဓာတ်ဖို့ပါတဲ့နေရာနေပြီးတော့ဆက်သွားရှင်းလို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးနီလန်တစ်ခုကိုအရင်ဆုံးပြပေးမယ်ပေါ့နော်ပထမအဦးဆုံးနီလန်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဖုန်းစတင်တွေဝင်လိုက်ပါအထူးသဖြင့် Xiaomi ဖုန်းတွေပေါ့နော် Xiaomi ဖုန်းတွေမှာဆိုရင်ဒီအပေါ်ဆုံးက Mind Device ဆိုတာလေးရှိတယ် ပေါ့နော်အဲ mind device ဆိုတဲ့နေရာလေးကိုတစ်ချက်နေရာမှာဖြစ်ပါတယ်ခင်ဗျဒီနေရာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နေလိုက်ပါခင်ဗျ mind device ဆိုတာလေးကိုနေလိုက်ရင်ကျွန်တော်အဲ့မှာ storage ဆိုတာလေးရှိရပေါ့နော်အဲဒီမှာ storage ဆိုတဲ့နေရာလေးပေါ့နော်ကိုယ့်ရဲ့ဖုန်းမှန်ဖုန်းမှန်ဝင်နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါခင်ဗျ အဲ့နေရာလေးမှာကျွန်တော်တို့ဒီနေရာမှာဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဟိုဒီ install လုပ်ထားတဲ့ software တွေကနေပြီးတော့ file size ဘယ်လောက်ယူထားတယ်ဓာတ်ပုံတွေကနေ file size ဘယ်လောက်ယူထားတယ်ဒီအတန်း a file နေပေါ့နော် audio file တွေကနေ file size ဘယ်လောက်ယူထားတယ် video တွေကနေ file size ဘယ်လောက်ယူထားတယ်စသဖြင့်ပြန်ကိုယ့်ရဲ့ဖုန်း system file ကဟို file size ဘယ်လောက်ယူထားတယ်အသေးစိတ်အကုန်ကြည့်လို့ရပါတယ်ဗျာဒါကျွန်တော်ကတော့တစ်ခါရှင်းပြီးသားဆိုအများကြီးတော့သိရှိမှာမဟုတ်တော့ဘူးဒါပေမဲ့မိတ်ဆွေတို့ကျွန်တော်ကနီးလန်းပြပေးမှာပေါ့နော်အဲပထမဦးဆုံးတစ်ခေါက်နေနဲ့ကျွန်တော်တို့ဒီနေရာမှာဒီလိုမျိုးအသေးစိတ်ကြည့်လို့ရတယ်ပထမဦးဆုံးတစ်ခုကဘာလောက်ရမှာလဲဆို င်ကျွန်တော်ဒီခဏဆောင်ပြီးလိုက်ရင်သူကဒီမှာကိုဖုန်းထဲမှာရှိတဲ့ဒီ data တွေကိုသူ့ဘက်သူ auto scan ဖတ်သွားလိမ့်မယ်ပြီးပြီးဆိုတာနဲ့ကျွန်တော်ဒီအပေါ်ဆုံးမှာ fn data ဆိုတာလေးရှိရပါတော့เนาะအဲ့ fn data ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျ fn data လေးကိုနှိပ်လိုက်ရင်ဒီမှာကိုရဲ့ဖုန်းထဲမှာ install လုပ်ထားတဲ့ software တွေကနေပြီးတော့ကိုယ့်ရဲ့ဖုန်း memory ကိုဘယ်လောက်ယူထားလဲဆိုတော့ကျွန်တော်စစ်လို့ရတယ်ဥပမာအဖြစ်ကျွန်တော်ဖုန်းထဲမှာဆိုရင်ဒီ mobile data game ဆိုရင်8.37 GB လောက်ဒါဖုန်း memory data ကိုနေရာယူထားရပေါ့နော်စာကြည့်တဲ့ပြင် software တွေအများကြီးအကုန်လုံးဝင်စစ်လို့ရတယ်အဲ့ဒီထက်ကမှကိုမသုံးညင်တဲ့ software တွေကို install လုပ်ပြပေါ့နော်အဲ install လုပ်ပြလို့ရတယ်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်ဆုံးဆွဲလိုက်ပေါ့နော် လုံးဝအောက်ဆုံးနှိဆွဲချလိုက်ပါဗျာအောက်ဆုံးနှိဆွဲချလိုက်ရင်ကျွန်တော်တို့အောက်ဆုံးမှာ share file ဆိုတာလေးရှိရပါတော့ဒီ share file ဆိုတဲ့နေရာလေးကနေပြီးတော့တစ်ခါတည်းရကြရင် memory kit တွေအများကြီးနေရာယူထားတတ်တယ်တစ်ခါတည်းကြရင်ကျွန်တော်ရာနဲ့ချီပြီး10နဲ့ချီပြီးတော့ဒီ kit memory ကြီးနေရာယူထားတတ်တယ်ကျွန်တော်ရဲ့ဖုန်းကတော့တစ်ခေါက်ရှင်းပြီးသားဆိုတော့21 1.18 megapixel လောက်ပဲဒါ share file ထဲမှာရှိရပါတော့ share file ကဘာလို့လောက်တာလဲဆိုတော့ကျွန်တော်အကြံဉာဏ်လေးရင်ဆုံးပြောပြပေးချင်ပါတယ်ဗျာ share file ဆိုတာတနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဓာတ်ပုံတွေ video တွေ file တွေဖြတ်တဲ့အခါမျိုးမှာချက်ချင်းပြတ်သွားတာမျိုးမဟုတ် ုတ်ဘဲနဲ့ကျွန်တော်တို့ recover ပြန်လုပ်လို့ရတဲ့အခါမျိုးရှိတယ်ဗျ။ဥပမာပြည့်ရ30မပြည့်သေးခင်ဆိုရင်ဒါ restore ပြန်လုပ်ပြီးတော့ဖြတ်မိတဲ့ file တွေကိုဓာတ်ပုံတွေ video တွေ software တွေ file တွေကိုပြန်ယူလို့ရတာမျိုးရှိတယ်ပေါ့နော်။အဲဒီ share file ဆိုတဲ့နေရာအဲ့လိုမျိုးလုပ်လုပ်ပြရဗျ။ကျွန်တော်တို့ဖြတ်လိုက်ပြီးဆိုတာနဲ့တန်းပြီး auto ပြတ်သွားမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ phone memory ရဲ့ drone တနေရာမှာသူကနေပြီးတော့ save ပြီးတော့တိမ့်ပြီးထားသေးတယ်ပေါ့နော်။အဲကျွန်တော်တို့ကဒီဖြတ်လိုက်တဲ့ file တွေကိုတခါတည်းအပြီးပြတ်ချင်တယ်ဟို ဖြတ်ပြီးရတယ်တခါလေအပြီးပြတ်သွားလေအကြောင်းမရှိဘူးပြန်ပြီး redraw မလုပ်တော့ဘူးပြန်ပြီးတော့ဟိုမယူတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဖုန်းကို support ပေါ့ပါပါပဲရှိစီခြင်းနေဆိုရင်ကျွန်တော်ဖြတ်လိုက်တဲ့ file နဲ့အကုန်လုံးတခါလေပြတ်သွားအောင်ဒီ share file ဆိုတဲ့နေရာနေဝင်ဖြတ်လို့ရပါတယ်ဗျ share file ကို check နေလိုက်ပါ ရှဲပန်ကိုတစ်ချက်နှိမ့်လိုက်ပြီဆိုရင်မှကျွန်တော်ပြောသလိုပဲဒီဟာလေးတခုချင်းစီကိုကျွန်တော်ဒီမှာကတော့ select all မပေးထားဘူးပေါ့နော် select all မပေးထားရတဲ့တခုချင်းစီကိုအမှန်လိုက်ချက်ရှိသမျှကောင်အကုန်လုံးချင်းနည်းနည်းတော့အချိန်လေးပေးရလိမ့်မယ်ရှိသမျှကောင်တခုလုံးအကုန်လိုက်ချက်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီ delete ဆိုတာလေးကိုနှိပ်ပေးလိုက်အောင်ပဲပေါ့နော် delete ကိုနှိပ်လိုက်ပြီဆိုတာနဲ့အကုန်ပြတ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကအခုက phone second record လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ဒီလိုဖြတ်လိုက်ရင် video ကလေးရက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်မဖြတ်ပြတော့ဘူးဒီလိုမျိုးဖြတ်လို့ရရပေါ့နော်ဒုတိယတခုကတော့မလုပ်ပြရမှာလဲဆိုရင်ကျွန်တော်တို့မှာအဲ backlink နဲ့ပြန်ထွက်လိုက်ရင်အဲ storage နေ နေရာလေးမှာပဲကျွန်တော်တို့ဒီ free app ဆိုတာလေးရှိတယ်အဲ free app ဆိုတဲ့ cloud ကလေးကိုဒုတိယတစ်ဆင့်အနေနဲ့နှိပ်ပြီးတော့ session ပေးရမှာဖြစ်ပါတယ်ဗျဒါဒုတိယတစ်ဆင့်ပေါ့နော်အဲ့ဟာလေးရှင်းပြပြီဆိုရင်ကျွန်တော်တို့တတိယတစ်ဆင့်အနေနဲ့ D clean ဆိုတာလေးရှိတယ်ပေါ့နော်ဒါကျွန်တော်အဓိကတော့ Xiaomi ဖုန်းတွေအတွက်ပြရတယ်ဆိုရင်မဲ့အခြားဖုန်းတွေမှာလည်းဒါ default ပါတယ် cleaner ရှိရပေါ့နော်အဲ့ဟာလေးနဲ့ကျွန်တော်ရှင်းပြလို့ရပါတယ်ဗျဒါတတိယတစ်ဆင့်အနေနဲ့ဆိုရင် D clean ကနေရှင်းလို့ရတယ်ပြီးပြီဆိုတာကျွန်တော်ပြန်ထွက်လိုက်ပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ default ပါတယ် session နဲ့ software ရှိရဲအဲကျွန်တော်ရဲ့ဖုန်းထဲမှာဆိုရင်ဒီ security ဆိုတဲ့နေရာလေးထဲမှာ ာကျွန်တော်တို့မှာ cleaner ရှိတယ်ပြီးပြီးဆိုရင်ဒီမှာ boost speed ဆိုတာရှိတယ်စားရှိတဲ့ဖြစ်ပေါ့နော်အဲ icon လေးတွေနဲ့ default ပါတဲ့ software လေးတွေနဲ့ရှင်းပေးမယ်ဆိုရင်ဒါကျွန်တော်တို့ဖွင့်ကျွန်တော်တို့ရဲ့ဖုန်းကဘလိုလားအပ်တယ်ကျွန်တော်တို့အသုံးမပြုဘဲနဲ့နေရာယူထားတဲ့ဒီ storage နေရာတွေအကုန်လုံးကို ဟိုဆက်ရှင်ပြီးသွားမှာဖြစ်ပါတယ်ပြီးရင်ဖုန်းကပုံမှန်နဲ့ပို့ပြီးတော့တုံးရတယ်မြန်ဆန်လာမယ်ပုံမှန်နဲ့ပို့ပြီးတော့တွက်လာပါလိမ့်မယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Play Store ကနေ software တွေတောင်းပြီးဥမာအဖြစ် One View လို့စားကြည့်တဲ့အဖြစ်ပေါ့နော်ဟိုဆက်ရှင်နဲ့ software အများကြီးရှိရပေါ့နော်အဲ့ software တွေကတုံးပြလို့မကောင်းလားဆိုတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ default software ဆက်ရှင်နဲ့ software တွေပါတယ်ဆိုရင် default software တွေနဲ့ပဲတုံးပါဘာကြောင့်လဲဆိုရင်အဲ့ software တွေကကျွန်တော်တို့စားရှင်းရှင်းချင်းမှာ support သွားရဆိုရင်နောက်ပိုင်းကျရင်အဲ့ software တွေမှာဒီ AD ကြော်ညာတွေပါတာရေးပြီးရင်ကိုယ့်ရဲ့ဖုန်းရဲ့ဒီ မမွေနေရဘူးသူတို့ကပို့ပြီးတော့မလိုလားအဲ့ဘယ်နဲ့ယူထားတက်တာမျိုးရှိတဲ့အတွက်ကြောင့်မလို့ဓာတ်ဖို့ software ပိုင်းတော့ဓာတ်ဖို့ software နဲ့တုံးတာအကောင်းဆုံးပါပဲဒါမှမဟုတ်ရင်အဲ့လိုမျိုး session နဲ့ software တွေကိုတောင်းတောင်းတုံးပြီး session ပြန်ပြန်ဖြတ်ပြပေါ့နော်အဲ့လိုမျိုးလေးလည်းရှင်းလို့ရပါလေဗျဒီနေ့ video လေးကတော့ဒါကိုယ့်ရဲ့ဖုန်းထဲမှာဟို file တွေဓာတ်ပုံတွေ video တွေ game တွေ software တွေပေါ့နော်အများကြီးထည့်ထားတာမရှိဘဲနဲ့ဖုန်း memory ပြည့်နေရတယ်စက်ဟန်းနေရစက်လေးနေတဲ့သူတွေအတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒူးကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ